episode 5လေးရဆမှာတော့မီနာဆိုင်ကယ်ကိုမီးရှို့ခဲ့တဲ့အီမိုကောင်မီနာခံကြောတင်ပြထားတဲ့အကွက်နဲ့ပြင်လိုက်ပါတယ်ကိုချင်းကတော့အမတ်ကိုအတန်ပိုင်ဖွေးပြနေရင်အတန်ပိုင်ထဲမှာအီမိုကောင်ကခံကြောကိုတပ်ပြင်ဂျန်နဲ့ကိစ္စသူ့ဖေရရှင်းပေးမယ်ဆိုတဲ့ကိစ္စကိုသူ့ကြံရပါတယ်ကိုပြောပြနေခဲ့ပါတယ်အမတ်ကလည်းဒီတက်တဲ့လေးနဲ့ဂေါ်လီလာမလုံးနဲ့တရားစွဲလို့မရဘူးလို့ပြောတော့ကိုချင်းကသူ့သားခံကြောကိုရိုက်ပြီးပါတဲ့ထက်ကကားတင်ကြီးမှာလက်စဖြတ်ဖို့လှုပ်ထားတဲ့ပုံတွေကိုပြလိုက်ပြီးအမတ်ကတော့သူနဲ့မဆိုင်ဘူးလို့ပဲဖင်ပိတ်ညင်းနေကကိုချင်းကိုဂေါ်လီမလုံးပဲကြက်ကြော်သားရဖို့ပြောနေခဲ့ပါတယ်အီမိုကောင်တော့မီနာ yes ကအပ်ပြီးမီးရှို့မှုအကြောင်းဂျပန်မှုနှုတ်ဖြစ်စော်ကားမှု င်နဲ့တရားဆွဲလိုက်ပါတယ်။မိညာကတော့ background တောင်းတဲ့အိမ်မော်ကောပြန်လွတ်လာတော့တယ်လို့ပြောပြီးဆိုင်ငယ်လည်းမရှိရကြတော့ဘလို့လုံးလုံးအောင်လဲစိတ်ညစ်နေခဲ့ပါတယ်။ခံကြောကတော့အိမ်မော်ကောမလွတ်တော့အချာကျိုးလို့တားတဲ့တက်တေပါစုစားပဲလို့ပြောပြီးတယောက်တည်းတက်တေလိုက်စုနေခဲ့ပါတယ်။အိမ်မော်ကဘူလီလောက်တာခံရတဲ့လူတွေကိုတက်တေထွက်ဆိုပေးဖို့လိုက်ပြောပေးမယ်။အကောင်လုံးကချိုးချဲတယ်မလို့ချင်လာကြောခံကြောကိုငင်းခဲ့ကြပါတယ်။အမတ်ကတော့ကိုချင်းတို့ဆိုင်နာကိုရောက်လာခဲ့ပြီးသူသားအနိုင်ကျင့်တာခံရတဲ့မိနာကိုတောင်းပန်နေပြီးနင်းနာချေပေးမယ်လို့နေခဲ့ပါတယ်။အမတ်ကတော့နီးနာဆိုင်ကလူတွေကလေးစားကြပြီးအမတ်ကလည်းတဆိုင်ဝဲတဆိုင်တော့ဝတ်တောင်းပတ်တရားကိုကိုရှိကတော့ဘန်းသူတွေလုံနေရဆိုပြီးဒေါ်ပွားနေခဲ့ပါတယ်။တကယ် တော့အမတ်ကဒေါင်းယောင်ဆောင်လာတဲ့ကြီးဖြစ်နေပြီအခုလက်သူသားကိုတေချာဂေဦးမဆိုင်တဲ့သူတစ်ပည့်ကိုဝါရှစ်ချက်လောက်လက်ရိုက်နေကတရားရုံးကရှေ့နေကလည်းသူသားရဲ့ပြည်မှုမှတ်တမ်းတွေကိုကြေကျင်းရင်1ဘီလီယံပေးရမယ်ဆိုလို့ဒေါ်လာထွက်နေခဲ့ပါတယ်ကိုချင်းကတော့ခန့်ချောကိုသူမီနာအတွက်အရေးကြမ်းတဲ့ဝယ်ထားပေးတဲ့ဆိုင်ငယ်လေးကိုပြနေကမက်ဖက်မီနာကိုသွားပေးလိုက်ဖို့ပြောလိုက်ပါတယ်ခန့်ချောလည်းကိုချင်းပြောထားတဲ့အတိုင်းနောက်နေ့ရောက်တော့မီနာအိမ်ရှိမှာဆိုင်ငယ်သေးလေးနဲ့အထာကျကျသွားဆောင်နေခဲ့ပါတယ်မီနာကလည်းဘာလာလောက်တာလဲမေးတော့ခန့်ချောကလည်းဒလီလိုက်ဖို့မလို့လို့ပြောကဆိုင်ငယ်လေးနဲ့နှစ်ယောက်တူတူတဲဝင်တဲ့ရင်တော့နွားနုလိုက်ဖို့ကြပါတယ်နွားနုပို့ပြီးတော့နှစ်ယောက်သားနွားနုတောက်ရင်စကားတူတူပြောနေကြပါတယ်ခန ရောကသူအီမေကွာရဲ့လုပ်ရက်အတွက်တတိထွက်ဆိုပေးမဲ့သူကိုတွားတိခဲ့တယ်လို့ပြောလိုက်ပါတယ်။မီနာကလည်းအီမေကွာရဲ့အမှုကိုဘာလို့တအားစိတ်နစ်ထားလဲလို့မေးတော့ကန်ရောကငငယ်ငယ်ကသူ့ကိုနိုင်ချင်းခဲ့တဲ့တန်းပေါ်နေရာကိုတရားသူကြီးဖြစ်တဲ့ဦးထိပ်ပြောင်ကတရားမျှတစွာနဲ့ဒဏ်ရိုက်ပြီးလူငယ်ထိန်းသိမ်းစခန်းပို့ကမတရားမှုမှန်ရင်တရားတော်နည်းနဲ့ညှိပေးချင်တဲ့စိတ်ဓာတ်ဟာဦးထိပ်ပြောင်စီကနေလာခဲ့ပြီးအခုလည်းမတရားမှုမလို့တရားအောင်ပြန်လုပ်မယ်လို့ဆရာကြီးထာနဲ့ပြောနေခဲ့ပါတယ်။ရဲစခန်းမှာတော့အီမေကွာနိုင်ချင်းနောက်ခင်ရတဲ့ဟိုးဦးဆိုတဲ့ကျောင်းသားလေးရဲ့လိပ်စာကိုရဲမေကခန့်ချောက်ပေးလိုက်ပါတယ်။ရဲမေကကျောင်းသားဟိုးဦးကကိုယ့်ကိုတတ်သိသွားကြောင်ပြောလိုက်ပြီးရိုးရိုးတတ်သိမှုဖြစ်တာကြောင့်တရားရုံးကလည်းအမှုပိတ်တင်လိုက် ကြောင်ပြောလိုက်ပါတယ်။ဒါကြောင့်လည်းဟွန်းဝဲအမေအင်ကိုသွားလိုက်ပြီးကိုကိုကမိဆက်ကအီမိုကောင်အကြောင်းဆက်လုံးတော့မစရသေးဘူးခံကြောတယောက်နင်ထုတ်ခံလိုက်ရပါတယ်။ခံကြောလည်းတက်တဲ့များလို့စိတ်ပြက်လက်ပြက်နဲ့ပြလာပြီးကိုချင်းကစိတ်ပြက်နေတဲ့အကြောင်းရင်းကိုမေးတော့ခံကြောကအီမိုကောင်ကြောင့်စူးစိုက်သွားတဲ့ဟွန်းဝဲအကြောင်းကိုပြောပြလာပြီးဟွန်းဝဲအမေကလည်းတက်တဲ့မထက်ဆုံနိုင်ကြောင်းပြောခဲ့တာကြောင့်တက်တဲ့များခဲ့ကြောင်ပြောလိုက်ပါတယ်။ကိုချင်းကတော့တွေးကြုံရှိရလူပီပီညီနိုင်မှုကိုဘလို့လောက်ရဲ့အဆင်ပြေရဲ့ဘာညာပြောလိုက်တော့ခံကြောလည်းကိုချင်းပြောတဲ့နီးကိုတောက်လိုက်တော့အလုံးဖြစ်သွားပြီးဟွန်းဝဲရဲ့တိုင်ရိုက်စာအုပ်ကိုသူ့အမေစီကရရှိလိုက်ပါတယ်။ထပ်ပြီးဟွန်းဝဲရဲ့တငယ်ချင်းကပါတက်တဲ့ထက်ဆုံပြီးမှပြောနေခဲ့ပါတယ်။ကိုချင်းကလည်းပေါ်ပြီးထိ ရီးယားကတိုက်ခိုက်နိုင်အောင်လုပ်ရမယ်လို့ကြုံဝါလိုက်ပါတယ်မနက်9နာရီသတင်းမှာတော့ဆိုင်ကယ်ုံမီးလျှော့ပြီးကိုရီးလက်ရောက်ကျူးလွန်မှုနဲ့ဘန်းကန်နာရတဲ့အီမိုကောင်ကအမဲ့အသားဖြစ်ကြောင်းတက်လာခဲ့ပါတယ်စတိုးဆိုင်ရဲ့ဆိုင်ရှင်တွေကတော့ဒီသတင်းကိုကြည့်ပြီးစဲနေခဲ့ကြကကိုရှင်ကတော့ဆိုင်ရှင်ုံကိုရှင်လာအမဲ့လာလို့တယောက်ရွေးခိုင်းလိုက်ပြီးဆိုင်ရှင်ကလည်းကိုရှင်ုံပဲရွေးလိုက်ပါတယ်တက်ပြီးကိုရှင်နဲ့တွေ့သမျှလူတိုင်းကသူလာအမဲ့လာဆိုပြီးလိုက်ရွေးခိုင်းကတရုတ်စားတောင်းဆိုင်ပါရှင်နဲ့ဘိမင်းဆိုင်ကဘိုးတော်ကတော့ကိုရှင်ကိုပဲရွေးလိုက်ကြပါတယ်ကိုရှင်နဲ့လူလေး3-4ယောက်ကသူ့ကိုရွေးတော့ကိုညောင်းတက်သွားပြီးဆိုင်နာကလူတွေအကုန်လုံးကိုဆူးလိုက်ကလူတွေချင်းမှာပဲသူကမျိုးတော်ဝင်ဖြစ်ရွေးချက်ခံရမယ်ကြောင်းပြောလိုက်ကအကုန်လုံးလည်းကြောင်သွားကြပါ ါတယ်ကိုရှင်းလက်ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ကျွန်တော်တို့ဈေးတယ်တွေအတူတူရှင်သန်ကြမယ်ပါညာနဲ့အောပါချူလိုက်ကဈေးတယ်တွေလည်းလက်ခုပ်တီးပြီးအားပေးကြပါတယ်ကိုထဲမြောင်ကလည်းကိုရှင်းအောင်ဘလို့စိတ်ကူးနဲ့မျိုးတော်ဝင်ဝင်ရွေးခဲတာလည်းမင်းနေပြီကိုရှင်းကတော့အမတ်ချွဲကိုဖြုတ်ကြပြီးသူမျိုးတော်ဝင်ဖြစ်ရင်မကောင်းမှုနဲ့အကြမ်းဖက်မှုတွေကိုနိုင်နင်းပြမယ်လို့ကြိုးကြောလိုက်ပါတယ်ကိုချဲလည်းမျိုးတော်ဝင်ရွေးခဲရမှာဆိုတော့လေးပဲတန်းရွေးလာတဲ့အင်ဂျီလေးဝက်ပြီးဓာတ်ပုံတွေရိုက်ကမျိုးတော်ဝင်အလောင်းလျာပိုစတာရီမှာပါပါလာခဲ့ပါတယ်ရုပ်ရည်ပင်မဆိုင်ဘိုးတော်ကပါမျိုးတော်ဝင်ဝင်ရွေးခဲရမှာကိုတည်သွားပြီးတောမိလိုက်တော့ဘိုးတော်ကသူဝင်ရွေးခန္ဓာဒီတစ်ခါနဲ့ဆို9ချိန်ရှိပြီလို့ပြောကလွန်ခဲ့တဲ့28နှစ်ကလေးကမျိုးတော်ဝင်ပ ဖြစ်ဖို့အိမ်မက်မက်ခဲကြောင်ပြောလိုက်ပြီးလုံအောင်လက်မလျှော့နိုင်ကြောင်ပြောကကိုချင်းကိုလည်းပြန်ပကောင်းတယောက်ပဲလို့ပြောလိုက်ပါတယ်အမန်ကလည်းလူရဲရှိထွက်ပြီးမဲလိုက်ဆွတ်နေခဲကမျိုးတော်ဝင်ဖြစ်ဖို့ရေပန်းအစားဆုံးဖြစ်နေခဲပါတယ်ရုတ်တန့်အစီအစဉ်တွေမှာပါမျိုးတော်ဝင်ဝင်ရွေးခန့်မဲ့လူတွေအကြောင်းပြောပြနေပြီးထိတ်ဆုံးမှာပြိုင်ပြီးနေမြင်းနှကောင်ကတော့အမတ်ချွဲနဲ့ကိုစလဲလောင်းကုံတို့ဖြစ်ပြီးကိုစလဲလောင်းကုံက31ရာခိုင်နှုန်းနဲ့ထောက်ခံမှုရရှိတာကအမတ်ချွဲကတော့43ရာခိုင်နှုန်းနဲ့ထိတ်ဆုံးမှာပြေးနေခဲပါတယ်ကိုချင်းကတော့စင်ကိုမှာရှိနေပြီးသူ့နောက်မှာသူကျော်ပဲရှိပါတော့တယ်ကိုချင်းကထောက်ခံမှု100ရာခိုင်နှုန်းကမရသေးပဲဖြစ်နေကပေမင်းဆိုင်ရာဘူတော်ကတော့ဂန်ဝင်ကိုစလဲလောင်းကြီးဖြစ်နေပြီးခုနှစ်ချိန်မှဝင်ရွေး ခံရဖြစ်နေပေမဲ့အချိန်မှတော့ဘုံမဆွဲသေးပဲခုတစ်ခေါက်မှလည်းအစင်းခွန်နေရာမှာထောက်ခံမှု100ခန့်လို့ရရှိထားတဲ့ဆရာကြီးဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့မြို့တော်ဝင်လောင်းလျာရီလည်းအသေးသေးမဲဆွယ်မှုတွေလုပ်နေကြပါတယ်။ဝါချင်းတော့လည်းမဲဆွယ်ပဲလုပ်ပြီးလို့ခဏနားနေတော့မီနာကအပြေးရောက်လာပြီးကြက်ကြော်ဆိုင်ရန်ကြက်ကြော်မှစိတ်ပါတဲ့အကြောင်းလိုင်းပေါ်မှာတက်လာခဲ့ကြောင်းပြောနေခဲ့ပါတယ်။မကြပါဘူးခဏနေတော့ကိုချင်းရဲ့ဆိုင်ကိုဖူဘလော့ကရောက်လာကြပြီးကိုချင်းရဲ့ဆိုင်မကောင်းကြောင်းလိုင်းပေါ်မှာလိုင်းလွှဲနေပေမဲ့ကျမကြီးစစ်စေးရဲ့ဘွဲကတော့ကိုချင်းရဲ့ကြက်ကြော်မှစိတ်မရှိပဲတန်ချင်းနေရာကိုတီးပြနိုင်ခဲ့ပါတယ်။ကိုချင်းလည်းဖူဘလော့ကလိုင်းမှာသူတို့မဲမရအောင်လို့ပြိုင်မဲ့ကိုဆက်လက်လောင်းနေလောက်ကျန်တာဖြစ်ကြောင်းပြောကသူချက် ကျော်ဟာစိတ်မရှိကြောင်ပြောလိုက်ပါတယ်။မိန်းလာတဲ့လိုင်းဝန်မှတင်လာတဲ့ကျကျော်ဘိုးကိုကြည့်ပြီးကျကျော်ကိုင်နာရဲ့လက်ကိုမြင်ဘူးတယ်လို့ပြောလိုက်ပါတယ်။မင်းင်းညားကတတူးနဲ့ဘဲကကျကျော်မှလို့သွားပို့ရင်လက်ကတက်တူကိုသတိထားမိတော့ခဲ့ပါတယ်။ကိုရှင်းကလည်းတတူးနဲ့ဘဲကိုအသေးဖြတ်မှုနဲ့ရာဆွဲဖို့လှုပ်လိုက်ပြီးအသေးဖြတ်တာဆိုရင်ထောင်နဲ့ဆယ်နှစ်နဲ့တန်းငွေ1သိန်းတရာဆောင်ရတယ်လို့ပြောလိုက်တော့ကိုပဲလည်းကြောက်သွားပြီးတက်တဲ့တွေပေးဖို့သဘောတူလိုက်ပါတယ်။ကာတင်ညားအကောင်လေးကိုလည်းကိုကကနောက်ခံလိုက်နေပြီးသူတို့အချင်းချင်းပြောသမျှကိုဗီဒီယိုရိုက်ထားလိုက်ပါတယ်။ခံကျော်ကလည်းတက်တဲ့ထွက်ဆိုပေးဖို့ကြောက်နေတဲ့ဟုံးဦးရဲ့တငယ်ချင်းကိုအားပေးနေပြီးတရားတော်နည်းရင်တရားချလိုက်ကတငယ်ချင်းကလည်းတက်တဲ့ထွက်ဆိုပေးဖို့သဘောတူလိုက်ပါတယ်။ တယ်ကိုရှင်းတော်တော်ရအမတ်ချွဲအကြောင်းတိုင်ပင်နေတော့ကိုအကားရောက်လာခဲ့ပါတယ်ကိုအကားလည်းကာတင်ရန်အကောင်လေးပြောသမျှကိုကြားလိုက်ရအောင်ပြန်ပြောနေခဲ့ပါတယ်ကာတင်ရန်အကောင်လေးကလည်းသူတို့လောက်ခဲ့တဲ့မကောင်းမှုတွေကိုပြောနေခဲ့ပြီးဒါကိုကိုအကားပြန်ပြောပြနေကထပ်ပြီးကာတင်ရန်တကောင်ကနိုင်ငံသားဖြစ်ပြီးတရားမဝင်နေထိုင်နေကဖြစ်ပေမဲ့အမတ်ချွဲကနေခွင့်အောင်ပေးတာကြောင့်ပြောပြနေပေမဲ့အမတ်ချွဲကိုဖြိုးချဖို့ဆိုရင်ဒီလောက်လေးနဲ့မလုံလောက်သေးကြောင်းပြောနေခဲ့ပါတယ်ကိုရှင်းကလည်းဒါဆိုနီလန်းကတခုပဲရှိတယ်လို့ပြောကရွေးကောက်ပွဲမှာအမတ်ချွဲမနိုင်အောင်လုပ်ရမယ်လို့ပြောလိုက်ပါတယ်ကိုရှင်းကလည်းပင်မင်းဆိုင်ဘိုးတော်စီတင်းသွားနိုင်ကအမတ်ချွဲကတခြားခုဆက်လက်လောင်းတွေကိုစီယုံနေရဆိုတဲ့သတင်းကိုရရှိနေခဲ့ပါတယ် ဒါဆိုရင်ကိုစလဲလောင်းကုံကရှုံးနိုင်မယ်တည်တော့ခဲ့ပါတယ်ကိုစလဲလောင်းကုံကတကယ်အလုပ်ကြိုးစားပြီးပြည်သူကြိုးဆောင်ကိုကြိုးအောင်မဲ့သူမလို့ကိုစလဲလောင်းကုံဘက်ကပါဖို့ရွေးချယ်လိုက်ပါတယ်ကိုစလဲလောင်းကုံစီကမက်ချွဲကရောက်လာပြီးမဲဆက်စီယုံကသူ့ဘက်ပါဖို့ပြောပြင်မယ်သူများလက်အောင်မနေချင်တဲ့ကုံကတော့လက်မခံခဲ့ပဲညင်လိုက်ပါတယ်မက်ချွဲကလည်းပြောများတဲ့အစုံကျန်းနေတုံးကလူတွေစုပြီးကိုနိုးကိုရက်ခိုင်လိုက်ပါတယ်ရင်းဆိုင်ထဲမှာတော့ကိုစလဲလောင်းကုံနဲ့ပြည်သူစေရောက်တော့ဒဏ်ရာရနေပြီးကုသမှုခံယူနေတဲ့အကြောင်းဟိုလေးတကြော်ကြော်ဖြစ်နေခဲ့ပါတယ်လက်ကျိုးနေတဲ့ကုံစီချာကိုစလဲလောင်းနဲ့ရောက်လာခဲ့ကသူတို့လမ်းအောင်ပိတ်နေတဲ့ကိုစလဲလောင်းကုံကိုပေါင်ကြလာဆုပ်ဖို့လုပ်နေခဲ့ကဒါအုပ်ကိုချင်းကလည်းအချိန် နေခဲ့ပါတယ်။အမတ်ချွဲကတော့ချားကုဆလဲလောင်းတွေကိုလက်ထိုးပြီးစီယုံခဲ့ပြီးထောက်ခံမှုနှောင်းကလည်းတဖြည်းမြင့်တက်လာခဲ့ပါတယ်။ကိုချင်းကလည်းကိုက်နေကြတဲ့ကုဆလဲလောင်းတွေကိုစီယုံလိုက်ပြီးအမတ်ချွဲကျွလွန်ထားတဲ့အပြစ်တွေကိုပြောပြလိုက်ကဘုံရန်သူကတယောက်တည်းမို့ချင်းချင်းကိုက်မနေပဲစီလုံးပြီးမဲများနေတယ်။ကုဆလဲလောင်းကိုကိုထောက်ခံမှုပြောလိုက်ပါတယ်။အိုင်မက်ကွန်ကရဲတိုင်းဘုသာပြောပြီးထွက်သွားခဲ့ပါတယ်။ကြံခဲ့တဲ့ကုဆလဲလေးကလည်းအမတ်ချွဲကိုနိုင်ခွင့်မပေးဘူးလို့ပြောနေကြကကိုချင်းပြောတာကိုထောက်ခံနေကြပါတယ်။ဒါတွေရောပင်မင်းဆိုင်ရန်ဘိုးတော်ကခုနထောင်နေပြီးကိုရှင်းရဲ့ဘက်မှာကုဆလဲလောင်း၃ယောက်ရှိနေကြအောင်ခြေကွယ်နေခဲ့ပါတယ်။ညာရောက်တော့မတ်ချွဲစီမှာရှိတဲ့မဲ9.800ခန်းတို့ လိုချင်နေပြီးဒါဟောတာရရန်ခွန်ကြော်တက်ပြီးရောတော်ဝင်ဖြစ်မှာမို့ပတ်စံလက်ထိုးပြီးလာစီယုံဝင်မဲ့ခူရှင်းကတော့လက်မခံပဲပတ်စံတွေပြန်ပေးလိုက်ကသူ့မဲတွေကိုဖေးမဲ့အခြေအနေတစ်ခုကိုတော့လက်ခံပေးရမယ်လို့တောင်းဆိုလိုက်ပါတယ်အမတ်ချော်လက်ခူရှင်းတောင်းဆိုထားတဲ့အတိုင်းသူသားနိုင်ကျင်းနာခံရတဲ့နင်းနာသူတွေစီတိုင်ဝင်တိုင်အတွက်လိုက်တောင်းပန်နေရပါတယ်အမတ်ချော်ကတော့ထောင်ကြနေတဲ့သူသားကိုသွားချော့နေပေမဲ့ဟိုကောင်ကတော့အဖြစ်ပြစ်သူကြောင့်သူထောင်ကြတာဆိုပြီးပြန်ပြစ်တင်နေခဲ့ပါတယ်ခူရှင်းကလည်းဂွန်စီကိုသွားခဲ့ပြီးသူကနှုတ်ထွက်မှာလို့ပြောပြီးကိုစလက်တဲ့ချင်းချင်းစီလောင်ပြီးကိုစလက်ကရောတော်ဝင်ဖြစ်ပေးပါလို့တောင်းဆိုကာကြက်ကြော်လက်ဆောင်ပေးပြီးအားပေးလိုက်ပါတယ်ရေကောက်ဝဲမတိုင်ခင်တရက်လုံးမှာတော့ ော့ကိုစလဲလောင်းတွေလည်းမဲလိုက်ဆွနေကြပြီးမချွဲနဲ့ကိုစလဲခွန်ကတော့မဲရည်အတွက်တိတ်မကွာလာကြောင်းရင်ခုန်နေတဲ့အချိန်ဖြစ်ပါတယ်မဲဆွပြီးတော့မချွဲကပတ်စံနေနဲ့လက်ထိုးနေတာကိုရဲမေတယောက်ကတက်တဲ့အနေနဲ့မေးရရိုက်ထားနိုင်လိုက်ပါတယ်ကိုရဲလည်းပင်မင်းဆိုင်ကဘိုးတော်နဲ့ဂုံတော့အရတဝိုင်းထဲမှာဆုလိုက်ပြီးအချင်းချင်းရင်းနှီးမှုရအောင်လုပ်နိုင်ခဲ့ပါတယ်ဒီလိုနဲ့မဲပွဲပွဲရောက်တော့ကိုစလဲခွန်ကမဲအများဆုံးနဲ့မျိုးတော်ဝင်ဖြစ်သောကဒါအောင်မချွဲကတီးတော့စိတ်တို့သွားပြီးအော်ဟင်းနေတော့ကိုလားရှိတို့ရောက်လာကလက်ထိုးမှုနဲ့မတမာမှုတွေနဲ့လာဖမ်းခဲ့ပါတယ်ကိုချင်းကတော့မျိုးတော်ဝင်တဲ့ဂုံအတွက်ဂုံပြူညစာစားပွဲလှုပ်ပင်းနေခဲ့ကတစ်ဖက်မှာတော့ကန်ချောရဲ့မီနာရဲ့မီနာညီ င်းမလေးရဲ့ကကြကြော်ဆိုင်အောင်ပွဲခံနေကြပါတယ်အမတ်ချွဲနဲ့သူသားရဲ့မတမာမှုတွေကိုတရင်မှာဖော်ပြလိုက်ပြီးလာပါနဲ့လို့ထားကြတော့ကသူတို့နဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေဖြစ်တဲ့ကာတင်ကြီးတွေလည်းပိတ်ခံလိုက်ရပါတယ်ကိုချင်းကတော့သူသားကိုတတ်ခဲ့တဲ့စီးသမားကိုသွားတိုက်ခဲ့ပြီးတသက်လုံးအပြစ်ရှိတဲ့စိတ်နဲ့နေခဲ့ဖို့ပြောလိုက်ရင် episode 5လေးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ